င်္ဂလာပါဒီနေ့ဆရာမအတင်မှာကတော့ grade 5တင်ချတင်ရိုးသည့်အခန်းနှင့်ဒုတဲ့ကြောင်းပဲဖြစ်ပါတယ်ဒါဆိုရင်နံပါတ်1အောက်ပါတို့ဤတဲ့ ဒုတွေကိုပုံတင်နည်းအသုံးပြု၍ရှာပေးပါတဲ့ဆရာမတပုတ်တော်တွေ့ပြပါမယ်။ဆိုရင်ပထမပုံကိုကြည့်ပါ ပထမပုံဒီ6ရယ်4ရယ်5ရယ်ပေးထားပါတယ်။ဒီနေရာမှာ အရှိဆုံးအနာဒီအလျားဖြစ်ပါတယ်။နောက်အလျက်ဒါဆိုရင်အလျားဒီ6စင်တီမီတာအနံဒီ4စင်တီမီတာဖြစ်ပါတယ်။ဒေါင်လိုက်ရှိနေတာကြတော့အမြင့်လို့သတ်မှတ်ပါတယ်။ဒါဆိုရင်အမြင့်က5စင်တီမီတာ ုံတင်နေဆိုရင်သူကအလျားအနံအနေမတူတဲ့အတွက်ကြောင့်ဒေါမန်စတူကန်တုံးဖြစ်ပါတယ်ပုံတင်လေးရေးပါမယ်ဒေါမန်စတူကန်တို့အတူတယ်အမြတ်ချင်းအလျားအမြောက်အနံအမြောက်အမြင့်ပုံတင်နေရေးပါတယ်ပြီးရင်အစားတွင်းပါမယ် ရှိဆုံးအနာဒီအလျားဖြစ်တယ်လို့ grade 4မှာသင်ခဲ့ပြီးပါပြီ။ဒါကြောင့်6ဒီအလျားဖြစ်ပါမယ်။4ဒီအနံဖြစ်ပါမယ်။ down light ရှိနေတဲ့5ဒီအမြင်ဖြစ်ပါမယ်။ဆိုရင်120 unit က2 day 2 day ဖြစ်တဲ့အတွက်ကြောင့် unit ဒီ9ပါစင်တီမီတာဖြစ်ပါတယ်။နံပါတ်ခွေပုံဒီ အနားဆောင်တွေဟာ5စင်တီမီတာ5စင်တီမီတာ5စင်တီမီတာ ပေးထားတဲ့အတွက်ကြောင့်အနားအလုံးတူညီတဲ့အတွက်ကြောင့်ခခွေးပုံဒီကုဘတုံးပုံဖြစ်ပါတယ်။ဒါဆိုရင် ကုဘတုံးရဲ့အတုတဲ့ရှာတဲ့ပုံတွေနေကိုဆရာမတို့အသုံးပြုမှာဖြစ်ပါလေတဲ့။ဒါဆိုရင်ကုဘတုံးဤတုတဲ့တုတဲ့ရှာတဲ့ပုံတွေနေရေးပါတယ်။ဒုတဲ့ရှာရာဒီအနာဆောင်၃ခုကိုမြောက်တာ ဖြစ်ပါတယ်အနာဆောင်အမြောက် အနာဆောင်အမြောက်အနာဆောင်ဖြစ်ပါတယ်။ဒါဆိုရင်အနာဆောင်တစ်ဖက်က9 9 9 9တုံးကမြောက်တော့125ဒုတိယရဲ့ unit တီ9ပါစင်တီမီတာနဲ့တုံးထားတာဖြစ်တဲ့အတွက်ကြောင့်9ပါစင်တီမီတာဆိုပြီးတော့မှအဖြေရမှာဖြစ်ပါတယ်။ဒါဒီပုံဒီနေ့ကိုအသုံးပြုပြီးတော့မှဒုတိယကိုရှာတာဖြစ်ပါတယ်။ ဒါဆိုရင်နံပါတ်1အောက်ပါတို့ဤတဲ့ဒုတွေကိုတဲ့ပုံဒီနီးကိုအသုံးပြု၍ရှာပေးပါတဲ့နံပါတ်1တိတောင်မစတုကန်တုံးဖြစ်တဲ့အတွက်ကြောင့်တောင်မစတုကန်တုံးရှာတဲ့ဒုတွေရှာတဲ့ပုံဒီနီးနဲ့အသုံးပြုပြီးတော့တွေ့မယ်ဒုတိယပုံဒီလည်းပဲအလျားက40အနံက20အမြင့်က20ဆိုတော့အနားတွေမတူတဲ့အတွက်ကြောင့်ဒုတိယပုံဒီလည်းပဲဒေါမန်စတုကန်တုံးဒုတဲ့ရှာတဲ့ပုံဒီနေ့ကိုအတုံးပြုပြီးကိုယ်ကိုစူးစမ်းပြီးတထုပ်ကြည့်ကြပါ နံပါတ်၄ညာဘက်ရှိထောင်းမစတုကန်တုံးဤတဲ့ဒုတယ်ကိုရှာပါတဲ့ကဲကြည့်ရအောင်ညာဘက်မှာဒီထောင်းမစတုကန်တုံးပေးထားပါတယ်အလျားဒီ9မီတာရှိပါတယ်အနံဒီ6မီတာရှိပါတယ်အမြင့်ဒီ3မီတာရှိပါတယ်တဲ့ဒါဆိုရင်နဲ့သူပေးထားတာကစင်တီမီတာများပြောင်းပြီး900 400 300နဲ့တွက်လို့ရတယ်ဒါပေမဲ့တဲ့ကိန်းကတဲ့ကြီးလွန်ပါတယ်တဲ့ ကြည့်ရအောင်ဆ iamma တို့က Thomas Tugan တုံးရဲ့ဒုတဲ့ရှာမယ်ဆိုရင် အလျားရဲ့အနံ့ရဲ့အမြင့်ရဲ့၃ခုကိုမျှောက်ရမှာဖြစ်ပါတယ်။မျှောက်လိုက်လို့ရှိရင်ဒုတဲ့ရပါမယ်။ထွက်လာတဲ့ဒုတဲ့တိကုဘမီတာဖြစ်ပါတယ်။အဲ့ဒီမှာသူကဗာပြောလဲဆိုတော့9မီတာကိုတဲ့900မီတာစင်တီမီတာပြောင်းပြီးတွက်မယ်။စင်တီမီတာပြောင်းပြီးတွက်မယ်ဆိုရင်9မီတာတိ900စင်တီမီတာဖြစ်မယ်။ 4မီတာသည်400စင်တီမီတာဖြစ်မဲ့3မီတာသည်300စင်တီမီတာနဲ့ပြောင်းပြီးတွက်လို့ရတယ်တဲ့ဒါပေမဲ့ကိန်းရတော့ကြီးသွားမှာဖြစ်ပါလေတဲ့အနားဆောင်တစ်ဖက်လင်း1မီတာရှိတော့ကုဘတုံးများကိုဒုတေဤယူနစ်တစ်ခုအဖြစ်လဲ အသုံးပြုနိုင်ပါသည်တဲ့အနာဆုံးတစ်ဖက်ကို1မီတာရှိတဲ့ကုဘတုံးတွေရဲ့ဒုတွေရဲ့ unit အဖြစ်လဲအသုံးပြုနိုင်သည်တဲ့အောက်ကိုကြည့်ရအောင်အနာဆုံးတစ်ဖက်လင်း1မီတာစီရှိတော့ကုဘတုံးဤဒုတွေကို1ကုဘမီတာဟုခေါ်သည်တဲ့เนาะအနာဆုံးတစ်ဖက်မှာ1မီတာရှိတယ်ဆိုရင်ဒီကုဘတုံးရဲ့ဒုတွေဒီ1ကုဘမီတာလို့ခေါ်ပါတယ်တဲ့ကုဘမီတာဒီလဲတဲ့ ဒုတဲ့ဤ unit တစ်ခုဖြစ်ပါသည်တဲ့အဲ့တော့ဒုတဲ့ရဲ့ unit ဒီကုဗမီတာဖြစ်ပါတယ်မီတာနဲ့သုံးရင်ကုဗမီတာအဲဒုတိယပုံကိုကြည့်ရအောင်ဒုတိယပုံမှာစက္ကူပုံလေးပေးထားတာဖြစ်ပါတယ်အလျားဒီတမီတာ အနန္ဒီတမီတာအမြင့်ဒီတမီတာရှိပါတယ်အဲ့တော့ဒီစက္ကူဘုံလေးရဲ့ထုတယ်ဆိုလို့ရှိရင်တစ်ကုဗမီတာဖြစ်ပါလေတဲ့ ဒါဆိုရင်ထောင်မတ်စတူကန်တုံး E2 တဲကိုပုံတင်နေအသုံးပြုရရှာပါတဲ့ထောင်မတ်စတူကန်တုံးကအလျား1အနန်1အမြင့်1ဖြစ်တဲ့အတွက်ကြောင့်1ဖြစ်ပါမယ်ဆရာမတို့က1မီတာနဲ့တွက်ထားတာဖြစ်တဲ့အတွက်ကြောင့်2တဲရဲ့ unit တီကုဘမီတာ ဖြစ်ပါမယ်တဲ့အဖြေသည်1ကုဘမီတာဖြစ်ပါတယ်နံပါတ်3အောက်ပါတို့ E2 တဲကို ပုံဒီနီအတုံးပြည့်ရှာပါတဲ့ကဲနံပါတ်1ကကြီးပုံကိုကြည့်ရအောင်အလျားဒီ7အနန္တီ30အမြင့်ဒီနှစ်ဖြစ်တဲ့အတွက်ကြောင့်သူဒီဒေါမန်စတူကန်တုံးဖြစ်ပါတယ်ဒေါမန်စတူကန်တုံးရဲ့ဒုတဲ့ရှားတဲ့ပုံဒီနီအလျားမြောက်အနံမြောက်အမြင့်နဲ့ကိန်းတွေကိုစားတွေးပြီးတွက်လိုက်ရင်ဒုတဲ့ရမှာဖြစ်ပါတယ်နံပါတ်ခခွေးပုံကိုကြည့်ရအောင်နံပါတ်ခခွေးဒီ အလျား6အနံ6အမြင့်6ဖြစ်တဲ့အတွက်ကြောင့်အနာအားလုံးတူညီတဲ့အတွက်ကြောင့်ခကွေးပုံဒီကုဘတုံးပုံဖြစ်ပါတယ်ကုဘတုံးရဲ့ဒုတဲ့ရှားတဲ့ပုံဒီနီးကအနာဆောင်3ခုကိုမြောက်ချင်းဖြစ်ပါတယ်ပုံဒီနီးကိုအသုံးပြုပြီးတော့တွက်ထုတ်လိုက်မယ်ဆိုရင်သူ့ရဲ့ဒုတဲ့တန်ဖိုးရမှာဖြစ်ပါတယ် unit ကတော့ကုဘမီတာဖြစ်ပါတယ်မငါတကူဘမီတာတွင် ကုဘစင်တီမီတာ မီမြရှိတနည်းတဲ့ကြင်ကြည့်ရအောင် အနားဆောင်တစ်ဖက်လျင်1မီတာစီရှိသောကုဘတုံးတွင်အနားဆောင်တစ်ဖက်လျင်1စင်တီမီတာရှိသောကုဘတုံးမြများရှိသည်တဲ့မှတ်ကြည့်မယ်အနားဆောင်က 1.1မီတာပေးထားပါတယ်။အလျား1အနံ1အမြင့်1ဖြစ်ပါတယ်။စင်တီမီတာနဲ့တွက်မယ်ဆိုရင်နဲ့1မီတာမှာ100စင်တီမီတာရှိပါတယ်။ဒါဆိုရင်အလျားဒီလဲ100စင်တီမီတာအနံဒီလဲ100စင်တီမီတာအမြင့်ဒီလဲ100စင်တီမီတာရှိပါတယ်တဲ့။သူမေးထားတာက1မီတာတဲ့เนาะ1မီတာစီရှိတော့ကုပ3ရဲ့အနားဆောင်တစ်ဖက်လင်းနဲ့1စင်တီမီတာစီရှိတော့ မီတာပေးထားတဲ့စင်တီမီတာရှိတဲ့ကုပတုံးအရှိအတွက်တွေကိုရှာခိုင်းတာဖြစ်ပါတယ်တဲ့ထပ်ဆိုရင်ဆရာမတို့ကအနားဆောင်တမီတာနဲ့ဆရာမတို့မတွက်ပါဘူး။ဘာနဲ့တွက်မလဲဆိုရင်စင်တီမီတာနဲ့တွက်ပါမယ်။တမီတာမှာ စင်တီမီတာဘလောက်ရှိလဲဆိုရင်100စင်တီမီတာရှိတဲ့အတွက်ကြောင့်ဆ iam မတို့ကအလျားမှာ100ထဲမယ်အနံမှာလည်း100စင်တီမီတာထဲမယ်အမြင့်မှာလည်း100စင်တီမီတာထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်100ကို3ခုမြောက်လိုက်တဲ့အခါမှာဆ iam မတို့က36လုံးဆိုတော့တန်းရပါတယ် ခု10ရာထောင်တောင်းသိန်းတန်းတတန်းရပါတယ်အဲ့ဒီတတန်းဒီ unit ကဘာဖြစ်မလဲဆိုရင်ဆီယမတို့ကစင်တီမီတာနဲ့တွက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကုဘာစင်တီမီတာဖြစ်ပါတယ်တဲ့ဒါဆိုရင်သူ့ရဲ့ဆက်တွေ့ချက်တစ်ခုရပါတယ်1ကုဘမီတာမှာတတန်းကုဘစင်တီမီတာရှိပါတယ်တဲ့နံပါတ်4အနားဆောင်တစ်ဖက်လင်း1မီတာစီရှိတော့ ကုဘတုံးတွင်နဲ့အနားဆောင်တစ်ဖက်လျင်30စင်တီမီတာစီရှိတော့ကုဘတုံးမိများရှိတဲ့နေတဲ့သူကအနားဆောင်တစ်ဖက်ကိုသူပေးထားတာက1မီတာနဲ့ပေးထားတယ်။ရှာခိုင်းတာက30စင်တီမီတာရှိတဲ့ကုဘတုံးအရှိအတွက်ကိုရှာခိုင်းတယ်။ဆိုတော့ဆီယမတို့က unit ချင်းမတူပါဘူး။ဒါဆိုရင်ဆီယမက အရင်ဆုံးအနားဆောင်တစ်ဖက်ကိုတဲ့1စင်တီမီတာရှိတဲ့ကုဘတုံးရဲ့ဒူးတွေကိုရှာလိုက်မယ်။ဆိုတော့ အနားဆုံးတစ်ဖက်က1မီတာဆိုတော့သူ့ရဲ့ဒူးတွေကလည်း1ကုဗမီတာဖြစ်မယ်အစောတော့ကသင်ပေးပြီးပြီ1ကုဗမီတာဒီစင်တီမီကုဗစင်တီမီတာဘလောက်နဲ့ညီလဲဆိုရင်သတန်းကုဗစင်တီမီတာနဲ့တွားပြီးတော့ညီပါတယ်တဲ့ဒါဆိုရင် အနားဆုံးတစ်ဖက်လင်း 30စင်တီမီတာစီ ရှိတော့ကုဘတုံးရဲ့ဒုတေကိုဆ ਿਆ မလို့ရှာတယ်။ရှာလိုက်တဲ့အခါမှာအနားဆောင်တစ်ဖက်က30ဖြစ်တဲ့အတွက်ကြောင့်အနားဆောင်3ခုကိုဆ ਿਆ မလို့မြောက်တယ်။မြောက်လိုက်တဲ့အခါမှာ33ကမြောက်လိုက်တယ်။မြောက်လိုက်တဲ့အခါမှာ1000ကုဘစင်တီမီတာရပါတယ်။သူ့လိုချင်တာကကုဘတုံးအရှိတွေ့ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ ကုဘတုံးအကြီးကြီးသေးရဲ့ကုဘစင်တီမီတာကိုတီးပြီးတော့မှဆ ਿਆ မတို့ကကုဘတုံးအသေးလေးရဲ့ဒုတေအသေးလေးရဲ့ ကူဘာစင်တီမီတာနဲ့စားလိုက်လို့ရှိရင်ကူဘာတုံးရည်အတွက်ထွက်ပါလေအဲဒါကြောင့်ကူဘာတုံးရည်အတွက်ကိုလိုချင်ရင်တသန်းကိုဒီတထောင်နဲ့စားစားလိုက်တဲ့အခါမှာတိတ်တထောင်ရပါလေအဲ့ဒီတထောင်ဒီကူဘာတုံးအရှိအတွက်တထောင်တုံးဖြစ်ပါလေကျိုးများတော့မဟုတ်ထုတ်ချောင်းများကိုအသုံးပြု၍တဲ့ တစ်ကုဘမီတာရှိတော့ကုဘတုံးတစ်ခုကို ပြုတ်လောက်ပါတဲ့ဒီမှာကလေးလေးရောက်ပေးထားပါတယ်တဲ့ဆရာမပြောတယ်ထောင်းစွန်တစ်ခုစီကိုကင်ထားပြီးထောင်းမှန်ကြအောင်ပြုတ်လောက်ပါတဲ့ဒါကလေးတို့ကွက်ကိုလုပ်ကြည့်လို့ရပါတယ်ထောင်းစွန်တစ်ခုစီကိုကင်လိုက်ပါမယ်ကလေးလေးရောက်ကကင်လိုက်တယ်ကင်လိုက်ပြီးတော့မှဒုတ်ချောင်းတွေကိုသုံးလို့လည်းရတယ်ကျိုးတွေကိုသုံးလို့လည်းရတယ်တစ်ကုဘမီတာရှိတဲ့ကုဘတုံးတစ်ခုကိ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 ုဖန်တီးပြီးတော့ပြုတ်လောက်လို့ရပါတယ် နံပါတ်6အတွင်းအနားဆောင်တစ်ဖက်လျင်30စင်တီမီတာစီရှိသော1လီတာဝင်ကုဘခွက်တစ်ခုရှိသည်တဲ့ခွက်သေးတို့ရေအပြည့်ဖြည့်လျင်ထိုရေဣဒုတေကိုရှာပါတဲ့ဒီမှာကြည့်မယ်အနားဆောင်တစ်ဖက်က30ဆိုတော့အလျား30အနံ30အမြင့်30ရှိတဲ့ဒါဒီကုဘခွက်ကြီးတစ်ခုဖြစ်ပါတယ်ဒီကုဘခွက်သေးကိုရေအပြည့်ဖြည့်မယ် ထိုရေဤဒုတဲ့ကိုရှာပါတဲ့ဒါဆိုရင်ရေရဲ့ဒုတဲ့ဒီခွက်ရဲ့ဒုတဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့ဆရာမတို့ကဒီခွက်ကြီးရဲ့ဒုတဲ့ကိုဆရာမတို့ရှာမယ်ခွက်ကြီးရဲ့ဒုတဲ့ကိုရှာမယ်ဆိုလို့ရှိရင်အနားဆောင်၃ခုကိုမြောက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်အနားတစ်ဘက်က30 30 30ညောင်းလိုက်တော့တထောင်ရပါတယ် unit 2ခုပါ စင်တီမီတာနဲ့တွက်တာဖြစ်တဲ့အတွက်ကြောင့်ကုပါစင်တီမီတာဖြစ်ပါတယ်တဲ့ဒါဆိုရင်အဖြေသည်1000ကုပါစင်တီမီတာဖြစ်ပါတယ်ဒါဒီရေရဲ့တူတယ်ဖြစ်ပါတယ်ရေရဲ့တူတယ်ဒီခွက်ရဲ့တူတယ်နဲ့အတူတူပဲဖြစ်ပါတယ်ခွက်တစ်ခွက်တွင်အများဆုံးဝင်ဆက်နိုင်မြစ်အရှိဣတူတယ်ကို ထိုခွက်ဤအချင်းအဝင်ဟုခေါ်ပါသည်တဲ့ဒါဆိုရင်အရေရဲ့ဒူးတယ်ဆိုတာတဲ့ခွက်ရဲ့အချင်းဝင်လို့ခေါ်ပါတယ်တဲ့အရေဒူးတယ်ဒီခွက်ရဲ့ဒူးတယ် ਨੇ အတူတူပဲဖြစ်ပါတယ်ဒါဟုတ်ဆိုလို့လားဖြစ်ပါတယ်အထက်ပါခွက်ဤတဲ့အချင်းဝင်သည်တလီတာတို့မဟုတ်1900စင်တီမီတာရှိပါသည်တဲ့ အဲ့တော့1လီတာညီမြချင်း1900စင်တီမီတာ1လီတာဒီ1900စင်တီမီတာနဲ့တူတာဖြစ်ပါတယ်1လီတာညီမြချင်း1000မီလီလီတာဖြစ်သည့်အတွက်အောက်ပါဆက်တွဲချက်ကိုရရှိပါသည်တဲ့တက်မီလီလီတာညီမြချင်းတကူပါစင်တီမီတာနဲ့တူညီတာဖြစ်ပါတယ်တဲ့ဒါဒီသူကဘလို့ဆက်တွယ်လဲဆိုရင်တလီတာမှာ1000ကူပါစင်တီမီတာရှိတယ် နောက်1လီတာဒီ1000မီလီလီတာနဲ့တွားညီတယ်ဆိုတော့1လီတာနေရာမှာဆရာမတို့က1000မီလီလီတာထည့်ကြည့်မယ်1000မီလီလီတာဒီ1000ကုဘစင်တီမီတာနဲ့တွားပြီးတော့ညီတယ်အဲ့တော့1000 1000ချင်းချေခြေလိုက်တဲ့အခါမှာ1မီလီလီတာဒီ1ကုဘစင်တီမီတာနဲ့တွားပြီးတော့ညီတာဖြစ်ပါတယ် အောက်ဖော်ပြပါပုံတွင်ဒုတွေ issue နှစ်များအကြာဆက်တွေ့ချက်ကိုပြထားသည်တဲ့ပထမပုံမှာ အနားတစ်ဖက်က1 cm ရှိပါတယ်ဒီ1 cm ရှိတဲ့ကုဘတုံးရဲ့ဒုတွေဒီ1ကုဘ cm ဖြစ်ပါတယ်နောက်ဒီ1အနားတစ်ဖက်1 cm ကို30နဲ့မြောက်လိုက်တော့ဒုတိယ ုပတုံးရဲ့အနားတစ်ဖက်တည်30စင်တီမီတာရှိပါတယ်။အနားတစ်ဖက်30စင်တီမီတာရှိတဲ့ကုပတုံးရဲ့ဒုတဲ့တည်သူဟာ1လီတာနဲ့ပြထားတာဖြစ်ပါတယ်။ နောက်30စင်တီမီတာကိုနောက်ထပ်30နဲ့ထပ်မြောက်လိုက်တဲ့အခါမှာ100စင်တီမီတာရတာဖြစ်ပါတယ်။ဒါဆိုရင်ဒီကုပ3ရဲ့အနားတစ်ဖက်တည်100စင်တီမီတာဖြစ်ပါတယ်။မီတာအားဖြင့်1မီတာနဲ့တူညီပါတယ်။ဒီ1မီတာရှိတဲ့ကုပ3ရဲ့ဒုတည်ဒီ1ကုပမီတာဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့ကဒုတည်ရဲ့ unit တွေဆက်တွေ့ဖို့ကိုကြည့်ကြရအောင်။ တကူပါစင်တီမီတာကို1000နဲ့မြောက်လိုက်ရင်ဒီမှာဘယ်လောက်ရမလဲဆိုရင်ဆရာမတို့1000ကုပါစင်တီမီတာရမှာဖြစ်ပါတယ်ဒီ1000ကုပါစင်တီမီတာဒီဘယ်လောက်နဲ့တွန်းညီလဲဆိုရင်1လီတာနဲ့ညီပါတယ်တဲ့1000ကုပါစင်တီမီတာကို နောက်ထပ်1000နဲ့ထပ်မြောက်လိုက်တော့ရမယ့်မီတာကြတာဒီတသန်း တသန်းကုဘစင်တီမီတာဖြစ်မှာဖြစ်ပါတယ်။အဲ့ဒီတသန်းကုဘစင်တီမီတာဒီဘလောက်နဲ့သွားညီလဲဆိုရင်တကုဘမီတာနဲ့သွားပြီးတော့ညီပါတယ်တဲ့။ဒါဆိုရင်အဲ့ဒီဆက်တွဲချက်ကိုဆရာမတို့ကြည့်မယ်ဆိုရင် အောက်မှာ1000ကုဘစင်တီမီတာဒီတလီတာနဲ့တူညီပါတယ်။1000လီတာဒီတကုဘမီတာနဲ့သွားညီပါတယ်။ နောက်သတန်းကုဘစင်တီမီတာဒီတစ်ကုဘမီတာနဲ့ညီပါတယ်ဆိုပြီးတော့မှဒုတေရဲ့ယူနစ်တွေကြာဆက်တွဲချက်ကိုရမှာဖြစ်ပါတယ်။နံပါတ်5တစ်ကုဘမီတာတွင်လီတာမီများရှိတည်းတဲ့။တစ်ကုဘမီတာမှာနဲ့လီတာနဲ့ဆက်တွဲချက်ဒီ1000ဖြစ်ပါတယ်။အဲ့တော့တစ်ကုဘမီတာတွင်လီတာဘလောက်ရှိလဲဆိုရင်1000လီတာရှိပါတယ်တဲ့။နံပါတ်6 အောက်ပါတို့ကိုကွလက်ဖြည့်ပါတဲ့ကကြီး9ကုဗမီတာတွင်နဲ့ကုဗစင်တီမီတာမြင်များရှိတနည်းတဲ့1ကုဗမီတာမှာတသန်းကုဗစင်တီမီတာရှိပါတယ်9ကုဗမီတာဆိုရင်ဒီမှာဘယ်လောက်ရှိမလဲဆိုရင်9သန်းကုဗစင်တီမီတာရှိမှာဖြစ်ပါတယ်ခါခွေ6လီတာမှာတဲ့ကုဗစင်တီမီတာဘယ်လောက်ရှိတလဲတဲ့1လီတာမှာဆိုရင်1000ကုဗစင်တီမီတာရှိပါတယ် ်4လီတာမှာဆိုရင်ဒီမှာဘယ်လောက်ရှိမလဲဆိုရင်6000ကုဘစင်တီမီတာရှိမှာဖြစ်ပါတယ်နော်3000လီတာမှာကုဘမီတာဘယ်လောက်ရှိတယ်လဲတဲ့တကုဘမီတာမှာ1000လီတာရှိတယ်ဆိုရင်3000လီတာမှာဆိုလို့ရှိရင်ကုဘမီတာဘယ်လောက်ရှိမလဲဆိုရင်3ကုဘမီတာရှိမှာဖြစ်ပါတယ်နံပါတ်ကငယ်3000လီတာမှာတဲ့ 9ဘမီတာဘယ်လောက်ရှိတလဲတဲ့ဆိုတော့လီတာနဲ့9ဘမီတာရဲ့ဆက်တွယ်ချက်ဖြစ်ပါတယ်။တက9ဘမီတာမှာ1000လီတာရှိတယ်။3000လီတာမှာဆိုတော့ဆီယမားတို့ကပြန်ပြီးတော့စားပေးရမှာဖြစ်တဲ့အတွက်ကြောင့်39ဘမီတာရှိပါတယ်။နောက်ကကြီး3.5ဘမီတာမှာ လီတာဘယ်လောက်ရှိတလဲတဲ့။တက9ဘမီတာမှာ1000လီတာရှိပါတယ်။3.5ဘမီတာဆိုရင် 3.5ကို1000နဲ့ဆရာမတို့မြှောက်မယ်မြှောက်လိုက်တဲ့အခါမှာဘယ်လောက်ရလဲဆိုလို့ရှိရင်3500လီတာရမှာဖြစ်ပါတယ်ကိုကကိုစူးစမ်းပြီးတော့တွေ့ကြည့်ပါဘတ်ခုနှစ်ပေးထားတော့ခွက်ဤအချင်းအဝင်ကို9စင်တီမီတာဖြင့်ပေါ်ပြပါ ထိုအချင်းဝင်ကို လီတာဖြင့်ပေါ်ပြပါတဲ့ပေးထားတော့ခွက်ဆိုတော့အလျားရဲ့အနံရဲ့အမြင့်ရဲ့ ဖလျားအနံအမြင့်ဆိုပြီးပေးထားတဲ့အတွက်ကြောင့်ဆီယမတို့ကဆီယမတပုတ်တော်တွက်ပြပါမယ်အချင်းဝင်ကိုကုပစင်တီမီတာပြင်ပေါ်ပြပါဆိုတော့ဒီခွက်ရဲ့ဒူးတဲ့ကိုရှာလိုက်ပါ ခွက်ဤဒူးတဲ့ကိုရှာပါဒူးတဲ့ကိုရှာမယ်ဆိုရင် အလျား အမြောက်အနံအမြောက်အမြင့်ဖြစ်ပါတယ်အလျားဒီ40စင်တီမီတာ အနံဒီ30စင်တီမီတာအမြင့်ဒီ20စင်တီမီတာ ဖြစ်ပါတယ်ဒါကိုမြောက်မယ်ဆိုရင်2400ယူနစ်ဒီကိုပါစင်တီမီတာဖြစ်ပါတယ်ကျွန်မတို့ကရလာတဲ့ကိုပါစင်တီမီတာကို လီတာနဲ့ဖော်ပြပေးရမယ်ဆိုလို့ရှိရင်1လီတာမှာ 1900စင်တီမီတာရှိတဲ့အတွက်ကြောင့်ဆီယမလို့က1000နဲ့ပြင်ပြီးတော့စားပေးရမှာဖြစ်ပါတယ်။အဲ့တော့2400ကိုဆီယမလို့က1000လီတာနဲ့စားပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်စားလိုက်ရင်အဖြည့်ဒီဘယ်လောက်ရမလဲဆိုတော့24လီတာရမှာဖြစ်ပါတယ်။နံပါတ်9 ညာဘက်တွင် ပြထားသော ပုံဤဒုတဲ့မြည်တို့ရှာမီကိုစဉ်းစားမိတဲ့ညာဘက်မှာပုံတပုံပေးထားပါတယ်ဒီပုံရဲ့ဒုတဲ့ကိုဘလို့ရှာမလဲဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်တဲ့ဆရာပါလို့ဆက်ကြည့်ရအောင်ကကြီးပုံများညီမြချင်းများနှင့်စကလုံးများကိုအသုံးပြု၍သင်ဤစစ်ကူများကို ရှင်းပြပါတဲ့ နီလန်အမျိုးမျိုးဆီယာမကပြောပါတယ်နီလန်အမျိုးမျိုးရှိတယ်တဲ့အေရိယာတင်နှုံးကလည်းဒီလိုမိကုန်းတွေကိုဖြစ်ခဲ့ပါတယ်တဲ့ចောင်းသားတွေကပြန်ပြောပါတယ်ခခွေအောင်အောင်ဤစိတ်ကူးကိုရှင်းပြပါတဲ့ဒါဆိုရင်အစောတော့ပုံလေးကိုအောင်အောင်ကဘယ်လိုဖြည့်ရှင်းလဲဆိုသူ့ရဲ့စိတ်ကူးလေးကိုပြောပြတာဖြစ်ပါတယ်အဲ့ဒီမှာအောင်အောင်ကဘာပြောလဲဆိုရင်နဲ့ပုံကိုတဲ့ဒေါမတ်စတူကန်တုံးနှစ်တုံးဖြစ်အောင်ခွဲထုတ်လိုက်ပါတယ်တဲ့အစောတော့ကပုံရဲ့ ဒုတွေကိုရှာမယ်ဆိုရင်တဲ့သူကဒေါမတ်စတူကန်တုံးနှစ်တုံးဖြစ်အောင်ခွဲထုတ်လိုက်တယ်ဆိုတော့အစောလုံးကပုံမှာဒေါမတ်ဒီအဆက်ကလေးကိုသူကဒီအနားနှစ်ခုကိုသူကဆက်လိုက်ပါတယ်ဒေါမတ်စတူကန်တုံးနှစ်တုံးဖြစ်အောင်ခွဲထုတ်လိုက်တယ်တဲ့ခွဲထုတ်ပြီးတော့မှဒါဆိုရင်ဒေါမတ်စတူကန်တုံးနှစ်တုံးရလာပြီဒီနှစ်တုံးရဲ့ဒုတွေကိုသူရှာတာဖြစ်ပါတယ်ဒါဆိုရင်အစောလုံးကပေးထားတာက ဒီဒီကနေဒီထိက8စင်တီမီတာပေးထားတာဖြစ်ပါတယ်ဒီအနားလေးဟာ30ပေးထားပါတယ်ဒီနားကအနားလေးဟာ4ပေးထားပါတယ်ဒီနားမှာရှိနေတဲ့အမြင့်လေးဟာ2စင်တီမီတာရှိပါတယ်နောက်ဒီမှာရှိနေတဲ့အနာလေးဟာ9ဆိုပြီးသူပေးထားတာဖြစ်ပါတယ်။ဒါဆိုရင်သူကကုပတုံးကိုနှစ်တုံးဖြစ်အောင်ပိုင်းထုတ်လိုက်တယ်တဲ့။ဒါဆိုရင်ဒီမှာပထမအုပ်ဆုံးဒီပန်9စင်တီမီတာအမြင့်ရှိတဲ့ကုပတုံး တထုံးနဲ့၄စင်တီမီတာအမြင့်ရှိတဲ့ကုပတုံနှစ်တုံးရပါတယ်။ဒါဆိုရင်သူရဲ့အတွက်ပုံအတွက်နေက၅စင်တီမီတာအမြင့်ရှိတဲ့ကုပတုံရဲ့ဒုတယ်ကိုရှာမယ်ဆိုရင် ရှေ့တော့အနားဒီအလျားဖြစ်တဲ့အတွက်ကြောင့်အလျားအမြောက်အလျား နံအမြင့်ထက်ဆိုရင် အလျားသည်တဆေဖြစ်ပါတယ်အနံကိုတွက်တဲ့အခါမှာဒီကနေဒီထိသည်အလျားသည်ရှစ်ဖြစ်ပါတယ်အနာရဲ့အရှိရာရှစ်ဖြစ်ပါတယ်ကျမတို့ကကုဘတုံအကြီးရဲ့အလျားသည် ဒီအပိုင်းလေးပဲယူထားတာဖြစ်တဲ့အတွက်ကြောင့်ရှစ်ထဲကနေလေးကိုနှုတ်လိုက်ရင် သူဒီလေးဖြစ်ပါတယ်ဒါဆိုရင်အနန္တိရှစ်အနှုတ်လေးအမြင့်ကြတော့ကုပတုံအကြီးဖြစ်ရဲ့အမြင့်ဖြစ်တဲ့အတွက်ကြောင့်၅ဖြစ်ပါတယ်ဒါဒီကုပတုံအကြီးရဲ့ဒုတိယဖြစ်ပါတယ်ဒီဒုတိယနဲ့နောက်ကုပတုံအသေးလေးကိုကြည့်ရအောင် အသေးလေးရဲ့အလျားဒီမှာလေးရဲ့နောက်ဒီမှာလေးရဲ့သူဒီ30ဖြစ်ပါတယ် 4ရက်10ရက်2ရက်ဆိုပြီးရှိပါတယ်ဒီနေရာမှာအလျားရှေ့တော့အနာဒီအလျားဖြစ်တဲ့အတွက်ကြောင့်အလျားဒီ10ဖြစ်ပါတယ်အနန္ဒီ၄ဖြစ်ပါတယ်ဆီယမတို့အမြင့်ကို ပြောင်းရမှာ ဖြစ်ပါတယ်အမြင့်ဒီသူဟာဒီထိတ်ထိဟာ၅ပေးထားပါတယ်ဒီမှာပေးထားတာ၄က တူးဆင့်တင်ပြီးတာအမြင့်လေးရှိပါတယ်။ဒါဆိုရင်ဆီယမားတို့ဒီမှာအောက်မှာရှိနေတော့ဒီကနေဒီထိအမြင့်လေးရဲ့တန်ဖိုးဒီငါးလဲကနေဆီယမားတို့နှစ်ကိုနှုံအောင်မှာဖြစ်တဲ့အတွက်ကြောင့်ငါးအနှုံနှစ်ဆိုပြီးတော့မှအမြင့်ရဲ့တန်ဖိုးပေးထားတာဖြစ်ပါတယ်။ဒါဆိုရင်ဒါဒီကုဘတုံအကြီးကြီးရဲ့ဒူးတဲ့ရှာတာပါ။ဒူဒီကုဘတုံအသေးလေးရဲ့ဒူးတဲ့ကိုရှာတာဖြစ်ပါတယ်။အဲ့တော့ကုဘတုံအကြီးကြီးရဲ့ဒူးတဲ့ရဲ့ကနေဒူးတဲ့နဲ့ကုဘတုံအသေးလေးရဲ့ဒူးတဲ့ကို ပေါင်းလိုက်လို့ရှိရင်ねဒီမှာပေးထားသော ပုံရဲ့ဒုတဲ့ရပါတယ်ဆိုပြီးတော့မှအောင်အောင်ဟာထောက်မစတူကန်တုံးနှစ်တုံးဖြစ်အောင်ခွဲထုတ်ပြီးတော့စဉ်းစားတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်မအဖြေတွက်ထုတ်ပါမယ်။30အမြောက်4အမြောက်5အပေါင်း30အမြောက်4အမြောက်3ဆိုတော့ငါ200ဖြစ်ပါတယ်။အပေါင်း ကောင်းက120ဒါဆိုရင် အဖြည့်ဒီဘလောက်ဖြစ်မလဲဆိုရင်320ဖြစ်ပါတယ်ယူနစ်ဆိုရင်ကုဘစင်တီမီတာဖြစ်ပါတယ်ဒါကအောင်အောင်ရဲ့စကူပါ နောက်ကငယ် နိမြချင်းရိပ်၍နိနီဤစိတ်ကူကိုရှင်းပြပါတဲ့နိနီရဲ့စိတ်ကူကိုကြည့်ရအောင်နိနီကဘလို့စိတ်ကူလဲဆိုလို့ရှိရင်သူဟာဒီကုဘတုံအပြည့်တတုံသူထတ်ယူလိုက်တယ်လွတ်နေတဲ့နေရာမှာ ကုဘတုံအလျားအနံအမြင့်လေးတွေသူဟာဆက်လိုက်တယ်ဆက်ပြီးတော့မှကုဘတုံအပြည့်ဖြစ်အောင်နိနီကယူပြီးတော့မှစဉ်းစားတယ်ဒါဆိုရင် ကုဘတုံအကြီးကြီးရဲ့ဒုတွေတွေကနေဒီမှာလွတ်နေတဲ့ပြန်ပြီးတော့မှဖြည့်ဆွဲထားတဲ့ကုဘတုံလေးရဲ့ ဒုတဲ့ကိုသူကနှုတ်လိုက်မယ်နှုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာခဲချေထားတဲ့ဒုတဲ့ရဲ့ပုံရဲ့ဒုတွေကိုရမှာ ဖြစ်ပါလေတဲ့ဒါဆိုရင်ဆ iam မတို့ကအဲ့ဒီမှာအဲ့ဒီပုံရဲ့ဒုတွေကိုဆ iam မတို့ရေးကြည့်ရအောင်ဒါဆိုရင်အားလုံးနီနီရဲ့စိတ်ကူကဒုတွေကိုသူကလွတ်နေတဲ့နေရာမှာ ထပ်ပြီးတော့မှဖြည့်ဆွဲလိုက်တယ်ဒီမှာအဆက်ဆက်လေးနဲ့သူ ဖြည့်ဆွဲလိုက်တော့ကုပတုံအကြီးကြီးရဲ့ဒုတွေကိုသူရမယ်ပထမဦးဆုံးကုပတုံအကြီးရဲ့ဒုတွေ အကြီးရဲ့ဒုတဲ့ကိုသူရင်ဆုံးရှာမယ်ဒုတဲ့ကအလျားမြောင်နံမြဲဆိုတော့ဆရာမတို့အလျားသည်ကုဘတုံအကြီးကြီးရဲ့အလျားသူကဒီမှာတဆယ်ပေးထားတယ်ငကိုရောဒီမှာရှစ်ရှိတယ်အမြင့်ဟာငါးရှိတယ်ဒီတသေးလေးဟာနှစ်ရှိတယ်နောက်သူကလေးရှိတယ်ဒါဆိုရင် ကုဘတုံအကြီးကြီးအကွက်ပြစ်အကွက်ပြစ်ကုဘတုံအကြီးရဲ့ဒုတဲ့သည်အရှိဆုံးအနာကအလျားသည်တဆယ်ဖြစ်မယ်အနံသည်အနံသည်အကြီးကြီးဖြစ်တဲ့ ဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့ဒီထိဒီအနံဖြစ်မယ်။နောက်အမြင့်ဒီဘလောက်ဖြစ်မလဲဆိုရင်9ဖြစ်ပါမယ်။ဒါဆိုရင်ဒီအကွက်ပြည့်အတုံးအကြီးကြီးရဲ့အကွက်ဒုဒေတဲကနေပြီးတော့မှသူကဒီမှာထပ်ပြီးဖြည့်ဆွဲထားတဲ့ဒုဒေလေးကိုသူကနှုတ်လိုက်တာဖြစ်တယ်။ဒါဆိုရင် ထပ်ပြီးဖြည့်ဆွဲထားတဲ့ဒုဒေကိုကြည့်ရအောင်။ထပ်ပြီးတော့မှဖြည့်ဆွဲထားတဲ့ဒုဒေရဲ့အလျားအရင်ဆုံးကြည့်မယ်အလျားဒီဒီမှာဒီ အလျားဒီရှိသောအနာဒီအနာဒီအလျားဒီတဆေဖြစ်မယ်အနံအနံကိုကြည့်ရအောင် အနံဒီဒီကနေဒီတိဖြစ်တဲ့အတွက်ကြောင့်အနံဟာ၄ဖြစ်မယ်အမြင့်ဒီဒီမှာဒူဘလောင်းနဲ့ဆွဲထားလဲဆိုရင်၄ဖြစ်ပါတယ်ဒါဆိုရင်အမြင့်က၄ဆိုရင်ဆရာမတို့တွေ့ကြည့်မယ်ဆိုရင်ဆယ်ဆိုတော့၄ရအကွက်အကြီးကြီးရဲ့ တူတဲ့ဒီ400ကုဘစင်တီမီတာရှိမယ်ဒီမှာထပ်ပြီးဖြည့်ဆွဲထားတဲ့အတုံးလေးရဲ့တူတဲ့ကြတော့80ဖြစ်ပါတယ်ဒါဆိုရင်နှုတ်လိုက်မယ်ဆိုရင်ねဒီမှာရှိနေတဲ့ပုံရဲ့တူတဲ့ရမှာဖြစ်ပါလေတဲ့ပုံဤတူတဲ့ဆိုရင်320 unit ဒီကုဘစင်တီမီတာဖြစ်ပါတယ် ဆရာမဒါလေးခဏဖြစ်လိုက်မယ်ဒီနေရာမှာဆရာမဘာရေးမလဲဆိုရင် ပုံရဲ့ဒုတဲ့ရေးမှာဖြစ်ပါတယ်နနီရဲ့စိတ်ကူပါတူလိုချင်တဲ့ပုံရဲ့ဒုတဲ့ဟာဒုတဲ့ကိုလိုချင်နေဆိုရင်ねသူကလွတ်နေတဲ့နေရာမှာထပ်ပြီးတော့မှထပ်ပြီးတော့ဖြည့်ပြီးတော့မှဆွဲလိုက်တယ်ဖြည့်ပြီးဆွဲပြီးတော့မှအတုံးအကြီးကြီးရဲ့ဒုတဲ့တဲကနေပြီးတော့မှထပ်ပြီးဖြည့်ဆွဲတဲ့ဒုတဲ့လေးကိုသူကနှုတ်လိုက်တယ်နှုတ်လိုက်တယ်ဆိုရင်ပုံရဲ့ဒုတဲ့ကိုရတာဖြစ်ပါတယ် ဒါအနီနီရဲ့စိတ်ကူပါဒါဆိုရင် ရှေ့မှာအောင်အောင်ရဲ့စိတ်ကူနဲ့တွေ့ထားတာလေကုပတုံနှစ်တုံးကိုပိုင်းပြီးတော့မှအောင်အောင်ရဲ့စိတ်ကူနဲ့တွေ့ထားတဲ့အဖြစ်ရလဲ320ကုပစင်တီမီတာရတယ်နီနီရဲ့စိတ်ကူနဲ့တွေ့ထားတာလဲ320ကုပစင်တီမီတာရတာဖြစ်တဲ့အတွက်ကြောင့်ဒီကုပတုံပုံနေရဲ့ဓူးတွေကိုရှာကျင်နေဆိုရင်ကိုယ့်ရဲ့ဘလို့နီးလန်းမျိုးမဆိုတွေ့ထုတ်လိုက်လို့ရပါတယ်အဖြစ်အတူတူပဲဖြစ်တယ်ဆိုတာကလေးလိုသိရမှာဖြစ်ပါတယ် ခါကြီးအထက်ပါနီးနနီးအပြင်နဲ့နှစ်သက်ရနီးဖြင့်နဲ့ပုံဤတုတွေကိုတဲ့တွက်ပါတဲ့ကိုနှစ်သက်တဲ့နီးတွေနဲ့လည်းတွက်နိုင်တဲ့အကြောင်းကိုပြောတာဖြစ်ပါတယ်အဖြေဒီဘလောက်ဖြစ်မလဲဆိုရင်320ကုဘစင်တီမီတာဖြစ်ပါတယ်